ပုံမြင်တွေကို မုံတီးတဲ့ဘရင်တပါအကြောင်းစဉ်းစားကြည့်ဘူးလားမိတ်ဆွေ။ Holy Bla ရဲ့ How the King of Elf Heinland to Hey Stories စာအုပ်ထဲမှာကာတန်ဆိုတဲ့စက်ကောင်ဟာ ပုံမြင်တွေ အပေါ်ဘာကြောင့်အမုန်းပွားရတယ်လဲ၊သူ့ဘဝမှာဘလို့အပြောင်းလဲတွေဖြစ်လာတယ်လဲဆိုတာကိုလေ့လာကြည့်ရအောင်။ Holy Bla ဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီးသူမရဲ့စိတ်ကူးယဉ်ဝတ္ထုတွေဟာလူသိများပါတယ် ဟောင်ဒီကင်း of elfheimland to history ဆောက်ထဲမှာကာဒန်ဆိုတဲ့ဘရင်တစ်ပါးရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝအကြောင်းကိုရေးသားထားပါတယ်။ကာဒန်ဟာ elfheim ရဲ့ဘရင်ဖြစ်ပြီး သူ့ဘဝမှာအခက်ခဲတွေများစွာကြုံတွေ့ခဲ့ရပါတယ်။သူဟာအတိတ်ကအမှားတွေပုံမြင်တွေရဲ့လွှမ်းမိုးမှုတွေနဲ့ရုန်းကန်နေရပါတယ်။ဂျုံနဲ့သူ့ရဲ့ဆက်ဆံရေးကလည်းချစ်ချင်းနဲ့ရန်လိုချင်းတွေရောထွေးနေတဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။ ကျုပ်ဟာ FA ရဲ့မိဖုရားဖြစ်ပြီးသူမရဲ့တတိနဲ့ခန္ဓာရည်အကောင်းမှုတွေကြောင့်လူသိများပါတယ်။ကာဒန်ဟာငယ်စဉ်ကတည်းကလစ်လူရှုခံခဲ့ရပြီးမကောင်းတဲ့အပြုအမူတွေကိုတင်ယူခဲ့ရပါတယ်။သူ့ရဲ့ရိုင်းဆိုင်တဲ့အပြုအမူတွေဟာ သူ့ကိုထိခိုက်နိုင်တဲ့အရာတွေကနေကာကွယ်ဖို့အတွက်ပါ။သူ့ကိုတရဖူရဲ့ကြာဆုံးခြင်းမှာပါဝင်ပတ်သက်မယ်လို့ဟောကိန်းထုတ်ထားပါတယ်။ ပုံမြင်တွေဟာ သူ့ဘဝနဲ့သူ့ရဲ့ပုံရိပ်ကိုဘလို့လွှမ်းမိုးတလဲဆိုတာကိုကာတန်သိလာပါတယ် SLO ဆိုတဲ့ True တကောင်က သူ့ကို ကြောက်ခဲနှလုံးသားရှိတဲ့ကောင်လေးကြောင်းပုံမြင်တစ်ပုဒ်ပြောပြပါတယ်အဲ့ဒီပုံမြင်ဟာကာတန်ရဲ့ဘဝနဲ့တူညီနေတာကြောင့်ကာတန်ဟာပုံမြင်တွေကိုမုန်းတီးလာပါတယ် SLO ဟာကာတန်ရဲ့ဘဝမှာအရေးပါတဲ့နေရာက ပါဝင်ပြီးသူမရဲ့ပုံမြင်တွေကကာတန်ကို သူ့ဘဝအကြောင်းပြန်စဉ်းစားစေပါတယ် နောက်တစ်ချိန်မှာလဲ S log ကကာဒန်ကိုကြောက်ရွံ့ခြင်းနဲ့ချစ်ချင်းရဲ့တံမိုးကိုတင်ပေးတဲ့ပုံမြင်တစ်ပုံနဲ့စင်ခေါ်ပါတယ်။ဒီပုံမြင်ကနေကာဒန်ဟာသူ့ရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ပြီးပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာကိုသိလာပါတယ်။ကာဒန်ဟာဘီလိန်တယောက်ဖြစ်ဖို့ရွေးချယ်ခဲ့ပြီးရက်ဆက်ကြမ်းကြုတ်မှုတွေမှာပျော်မွေ့နေပါတယ်။နီကေရှာဘယ်လီရီယန်နဲ့လော့တိုကသူ့ကိုအားပေးကူညီကြပါတယ်။ နီကေရှားဟာကာဒန်ရဲ့ချစ်သူဟောင်းဖြစ်ပြီးတစ္ဆာဖောက်မှုတွေနဲ့လှည့်စားမှုတွေမှာပါဝင်ပါတယ်။လော့ကာတော့ကာဒန်ရဲ့အတွင်းလူဝိုင်းထဲကတယောက်ဖြစ်ပြီးမကောင်းတဲ့အကြံအစီတွေကို ဖန်တီးရမှာကြွန့်ကျင်ပါတယ်။ဗယ်လီရီယန်ကတော့ရက်ဆက်ကြမ်းကြုတ်မှုကိုနှစ်သက်ပြီးကာဒန်ရဲ့မကောင်းတဲ့စိတ်တွေကိုအားပေးပါတယ်။နီကေရှားနဲ့လော့တိုရဲ့တစ္ဆာဖောက်မှုကြောင့်ကာဒန်ရဲ့ဆက်ဆံရေးဟာပျက်စီးသွားပါတယ်။နီကေရှားဟာလော့နဲ့ဖောက်ပြန်တာကြောင့် ကာဒန်ရဲ့ယုံကြည်မှုဟာပျက်စီးသွားပြီးအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီတစ္ဆာဖောက်မှုကြောင့်ကာဒန်ဟာသူ့ရဲ့အားနည်းချက်တွေကိုရင်ဆိုင်ပြီးသူ့ရဲ့ဆက်ဆံရေးတွေဟာမခိုင်မြဲဘူးဆိုတာကိုသိလာပါတယ်။နောက်ဆုံးအခန်းမှာကာဒန်ဟာဘီလိန်လမ်းကြောင်းအတိုင်းဆက်လျှောက်မလားဒါမှမဟုတ်ပြန်လဲကောင်းမွန်အောင်စူးစမ်းမလားဆိုတဲ့ရွေးချယ်မှုကိုရင်ဆိုင်ရပါတယ်။သူဟာ အက်စလော့နဲ့နောက်တစ်ကြိမ်တွေ့ဆုံပြီးပြောင်းလဲခြင်းရဲ့အရေးပါပုံနဲ့မတူညီတဲ့အနာဂတ်ကိုဖန်တီးနိုင်တယ်ဆိုတာကိုသိလာပါတယ်။ address ဟာ F Payne ရဲ့ဘရင်ဖြစ်ခဲ့ပြီးကာဒန်ရဲ့ဖခင်လည်းဖြစ်ပါတယ်။မာဒော့ကတော့ F Payne ရဲ့ဘိုးချုပ်ဖြစ်ပြီးချုပ်ကိုမွေးစားခဲ့ပါတယ်။ VV ကတော့ချုပ်ရဲ့အမတ်ဖြစ်ပြီးဟဲတာကတော့ VV ရဲ့ချစ်သူဖြစ်ပါတယ်။ကာဒန်ရဲ့ဘဝမှာဟော့ကင်းတွေကအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ ပုံမြင်တွေဟာလည်းဇက်ကောင်တွေရဲ့အတွေးအမြင်နဲ့လှုပ်ဆောင်ချက်တွေကိုလွှမ်းမိုးပါတယ်။တစ္ဆာဖောက်ခြင်းဟာဇက်ကောင်တွေရဲ့ပြောင်းလဲမှုကိုဖြစ်ပေါ်စေပါတယ်။ကာဒန်ရဲ့ခီးစဉ်ကကိုကိုကိုရှာဖွေတွေ့ရှိခြင်းနဲ့ပြန်လဲကောင်းမွန်လာခြင်းပါပဲ။ How the King of Elf Heinland to His Stories ဟာပြောင်းလဲခြင်းကိုပိုင်ပုံရိပ်နဲ့ပုံမြင်တွေရဲ့တန်ဖိုးအကြောင်းကိုရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကာဒန်ရဲ့ဇက်ကောင်ဟာသူ့အတိတ်ကိုရင်ဆိုင်ပြီးပိုကောင်းတဲ့အနာဂတ်ကိုတည်ဆောက်ဖို့ကြိုးစားနေပါတယ်။ဇလန်းထဲမှာချစ်ချင်းမြတ်တာနဲ့အားနည်းချက်တွေကိုလက်ခံခြင်းအပြင်စိန်ခေါ်မှုတွေကိုကြော်လွှားနိုင်တယ်ဆိုတာကိုဖော်ပြထားပါတယ်။မိတ်ဆွေတို့ရဲ့ဒီစာအုပ်ထဲကသင်ခန်းစာတွေကတော့ပြောင်းလဲခြင်းရဲ့တန်ဖိုးပုံမြင်တွေရဲ့အရေးပါမှုနဲ့ဆက်ဆံရေးတွေရဲ့ရှုပ်ထွေးမှုတွေပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အတိတ်ကိုရင်ဆိုင်ပြီးပိုကောင်းတဲ့အနာဂတ်ကိုတည်ဆောက်ဖို့ကြိုးစားကြပါ စာအုပ်တွေကဘာထဲမှာဆက်လက်လည်လာစူးစမ်းကြဖို့ဖိတ်ခေါ်ပါတယ်